ရီယဲကလည်းထွက်ခွာရင်ဗင်နီပြောင်းရွှေ့နိုင်ခြေရှိတဲ့အသင်းကြီးလေးတင်ဘရာဇီးနိုင်ငံရဲ့ကစားသမားဗင်နီရှက်ဂျူနီယာရဲ့အနာဂတ်ဟာမန်နေဂျာတဲ့ဇာဗီအလွန်ဆိုနဲ့ဆက်ဆိုင်ရင်တင်းမာမှုတွေကြောင့်မေကွန်ထုတ်စရာတွေဖြစ်လာခဲ့ပါပြီ။မကြာသေးမီကအေဂလစီကိုပွဲစဉ်မှာ82မိနစ်မှာလူစားလဲခံရပြီးနောက်ကိုင်းရရဲ့ဒေါ်သာတကြီးနဲ့ထွက်သွားခဲ့ခြင်းမှာကျွန်တော်ကအသင်းကထွက်မယ်။ထွက်သွားတာပို့ပြီးတော့ကောင်းတယ်။ကျွန်တော်ထွက်မယ်ဗျာလို့ပြောခဲ့တာပါ။အဲဒီအချိန်ကြီးအကြောင်းမလို့ဗင်နီရှက်ကစာချုပ်တက်တန်တိုးမှုဆွေးနွေးမှုတွေကိုရစိုင်းထားပြီးတော့ အလုံးစုံရှိနေသည့်စာချုပ်အသစ်ထုတ်ဆိုမှာမဟုတ်ကြောင်းအခိုင်အမာပြောကြားခဲ့တာပါသူရဲ့လက်ရှိစာချုပ်က2029ခုနှစ်မှာအကုန်ဆုံးမှာဖြစ်ပြီးတော့လာမယ့်လတွေမှာအပြည့်မထွက်ဘူးဆိုရင်တော့လာမယ့်နှစ်မှာကလပ်ကနေထွက်ခွာနိုင်မှုတက်ဖြစ်နိုင်ကြီးရှိနေပါသေး။နံပါတ်၄အာဆင်နယ်အာဆင်နယ်ဟာပြီးခဲ့တဲ့သုံးရာသီဇတိုက်ဒုတိယနေရာရရှိပြီးတဲ့နောက်မှာဒီရာသီမှာလေဖလားကိုဦးဆောင်နေပါသေး။ ။နေရမီခဲအာရီတာရဲ့အသင်းမှာအားနည်းချက်တိတ်မရှိပေမဲ့ပရိသတ်တွေကဘေတောင်မန်နီယာကိုအဆင့်မြင့်တင်ဖို့လိုအပ်တယ်လို့ယုံကြည်နေကြတာပါ။ဒီအန်ဒိုထရော့ဆက်နဲ့ဂါဘရီယယ်မာတင်နယ်လီတို့ဟာအသုံးဝင်နေပေမဲ့လည်းဗီနီရှက်ဟာကြီးမားတဲ့အခုံမြန်ကျော်လွှားမှုဖြစ်နိုင်ပါရီ။ဒါမဲ့လည်းသူ့ရဲ့ပြောင်းရွှေ့ခြင်းနဲ့လောက်ခလာစာကအာဆင်နယ်အတွက်အလွန်များပြားနိုင်ပေမဲ့သူတို့ဟာမဲဒရီရဲ့စူပါစတားကိုလက်ခံပေးနိုင်တဲ့ဥရောပရဲ့ထိပ်တန်းကလပ်အနည်းငယ်ထဲမှာပါဝင်နေပါရီ။နံပါတ်3 PSG Paris Saint-Germain ဖီလီရှားရဲ့တပတ်လောက်ကလာစာပေါင်3သိန်းခွဲနဲ့မက်ထရီရဲ့ပေါင်တန်း220တောင်းဆိုမှုကိုကာတာပိုင်ရှင်ပီအက်ဂျီဟာစိုးရိမ်မှာတော့မဟုတ်ပါဘူး။ဒါကြောင့်မလို့ပီအက်ဂျီကိုလည်းဖြစ်နိုင်ခြေရှိတဲ့နေရာဖြစ်ကျွန်တော်ထည့်သွင်းစဉ်းစားပေးရမှာဖြစ်ပါတယ်။ဒါမှလည်းကီလီယန်အမ်ဘာဘေကရီယယ်မက်ထရီကိုပြောင်းရွှေ့ခဲ့တဲ့ကိစ္စအကြောင်းမလို့ကလပ်နှစ်ခုရဲ့ခေါင်းဆောင်ပိုင်းဆက်ဆံရေးတွေကတင်းမာနေသေးဖြစ်ပြီးတော့ Florentino PS ကသူ့ရဲ့စူပါစတားတွေကတကူကိုချန်ပီယံလိပြိုင်ဘက်စီကိုရောင်းချဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူး။ ဒါပြင် PSG မှာက Carver Scalia နဲ့ Durero လိုမျိုးကစားသမားတွေရှိနေကြအောင်လို့သူ့ကိုလည်းမလိုအပ်ပါဘူး။နံပါတ်2 Man City မက်ဆီရီယာဗီနီရှာအတွက် low watt စွာစောင့်ကြည့်နေနိုင်ပါ रे ။ဘက်ဂွာရီယိုလာကဘရာဇီးသားကိုမယုံနိုင်စရာကောင်းတဲ့ဘောလုံးသမားအဖြစ်ဖော်ပြခဲ့မှုပြီးတော့စီးရီးမှာလိုအပ်မယ်လို့သူကယူဆပါကပြောင်းရွှေ့ခြင်းနဲ့လောက်ခလာစာပြဿနာရှိမှာတော့မဟုတ်ပါဘူး။ဒါမဲ့လေပရီးမီးယားလိရဲ့အမြဲအစိုးနဲ့ရေရှည်တီတန်ရေးစီးမြင့်နေ PSR နဲ့ငွေကြေးမမှန်မကန်မှုဆွဆွဲချက်တွေကြောင့်မလို့ စီးရီးယားသမိုင်းတစ်လျှောက်အကြီးဆုံးပြောင်းရွှေ့ကြီးတရာတစ်ခုကိုလှုပ်ဆောင်မှုအတွက်အမျှော်မြင်ရှိမှာမဟုတ်ပါဘူး။နံပါတ်၄အေဟာလီအမန်ငယ်ရောဗီနီရှားအတွက်ဖြစ်နိုင်ခြေရှိဆုံးနေရာနှစ်ခုဟာရီယယ်မက်ထရစ်ဒါမှမဟုတ် sorry အာရီဗျဖြစ်ပါတယ်။ sorry ဘရိုလီဟာကမ္ဘာအဆင့်မီကျယ်ပွေးရောအလိုလိုလားနေပြီးတော့ဗီနီရှားလိုမျိုးကစားသမားဟာ sorry ဘောလုံးလောကရဲ့မျက်နှာစာအဖြစ်ဆောင်ရွက်ဖို့အတွက်ဒေါ်လာ10ဘီလီယံတန်မိုးရှိတဲ့ကမ်းလှမ်းချက်ကိုပေးပို့ခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လို့နေပါတယ်။ ။အေအလီယာခရစ်စတီယာနိုရိုနယ်ဒိုနဲ့ကာရင်ဘန်ဇီးမောလိုမျိုးကစားသမားတွေနဲ့ပူးပေါင်းမှုအတွက်အလားအလာအရှိဆုံးနေရာဖြစ်သတ်မှတ်ခံရပါတယ်။ဆော်ရီအာရေဗျာက2024မှာပယ်ချခံခဲ့ရပေမယ့်မဲဒရစ်မှာရှိတဲ့လက်ရှိအခြေအနေကိုအခွင့်ကောင်းယူပြီးလာမယ့်နှစ်မှာပြောင်းရွှေ့ဖို့ကြိုးပမ်းလာနေပါတယ်။